မင်းမြတ်မှုအတွက်ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့တရားလွှတ်တော်ရှင်းနေကြီးဦးကြည်မြင့်ဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာမင်္ဂလာပါ။မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ဆရာအဲ့တော့လေပထမဆုံးအနေနဲ့ဒီဒီပေါ့နော်မကြမီရပိုင်းအတွင်းမှာပေါ့နော်အခုဒါကာကျုပ်မင်းအောင်လှိုင်ကနေပြီးတော့ယာယီသမဏမင်းအောင်လှိုင်ကိုအာဏာလွှဲတော့မယ်ဆိုတဲ့သတင်းတွေထွက်နေတယ်ပေါ့နော်။ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဆရာအမြင်လေးကိုပြောပြပါအောင်ဆရာ။ဟိုဒူရောဟိုအမားတော့အာဏာသိမ်းတာပဲ။ဟိုအာဏာသိမ်းမှမခံကျင်တော့အာဏာထိန်းတယ်ဆိုပြီးတော့၂008ဥပဒေနဲ့ ဆက်သွားမယ်ဆိုပြီးတော့အဲဒီလိုသူတို့ကစူးစမ်းနေတယ်ပေါ့လေ2008ဥရင်းနဲ့ကျိုးလုံမယ်ဆိုလို့ရှိရင်တော့ဟိုသူကဟိုတမရာကြီးကဟိုနိုင်ငံတော်အန်ဒီရဲ့လုံခြုံရေးအန်ဒီရရှိတဲ့အကြောင်းမို့အရေးပေါ်ရှင်းနေပေါ်ပေါက်တယ်ဆိုရင်သူလွှဲရမယ်လေအဲ့ဒီခါမှာကာကွယ်ဥစည်းချုပ်ကနေပြီးတော့ဟိုတာဝန်ခံလုပ်ရမယ်သူကပထမ6လမပြီးသေးဘူးဆိုနောက်6လဆိုရင်တနည်းတူမှာရွက်ကောက်ဝဲတွေလုပ်ပြရမယ်အဲအဲ့လိုခါမှာတနည်းပြီးသွားတဲ့ခါမှာအဲသူတရောင်ရှိပြတ်ထန်းထားတာကတော့ ဟိုတမရာကြီးကိုအစင်ခါရမယ်ပြန်ပြီးတော့ဟိုကျွန်တော်တာဝန်နေပြီးဆုံးပါပြီလို့ပြောတဲ့အခါမှာတမရာကြီးကနေပြောရင်အဲဟိုနာဟိုတင်းနေသူ့ရုပ်ောက်ဘွဲတွေဆက်လုပ်ဖို့တာဝန်ပေးမယ်အဲဒီလိုဥရီရောဒီလိုပြတ်ထန်ထားတာပေါ့လေဒါကတော့2008ကိုလိုက်နာမယ်ဆိုရင်ပေါ့လေလိုက်နာမယ်ဆိုရင်အတိတ်ကြအဲ့လိုပြတ်ထန်တာပါလေသို့တော်လည်းစထွက်ဆိုတဲ့ကတမရာကိုဖမ်းချုပ်တယ်အမားဥပဒေရ2000တမရာကိုဘယ်လိုနည်းနဲ့မှရာဇဥပဒေရဖြစ်တယ်ဒီမှာဥပဒေဖမ်းမှုကိုမရှိဘူး အဲဖမ်းခွင့်ကိုမရှိဘူးအခုဖမ်းတယ်ထုတ်ချတယ်အဲ့တမနာကြီးကိုစားသူတမနာကလွှဲပါတယ်လွှဲတဲ့ကြောင့်မလို့သူက၄၁၀ကိုအာဏာရပါတယ်ဒါကြောင့်သူဒီလုံအန်းနေလောပါတယ်ဆိုတော့စတာထွက်တရားလွှဲနေတာပါပဲဒါဆိုအဲတမနာကြီးရဲ့လည်းသူတမနာကိုလွှဲမပြဘူးသူတမနာကြီးကသူတမနာလည်းသူ့လွှဲနိုင်တယ်လို့နောက်ချေချေကဟုတ်ဒီမှာပြတ်ထမထားပါဘူးဒါကြောင့်မလို့စတဲ့ကလွှဲလာတဲ့အလွယ်ကြီးတွေကအဲဘလို့လွှဲသွားလဲဆိုတဲ့ခါဒါ၆လပြီလဲမပြီးတနည်းပြီလဲမပြီး အဲလောက်တခါကျတော့အဲ့လာဆိုတော့တော့တိုး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 လာပြီလားခုနှစ်ကြိမ်ဖြစ်သွားပြီအဲ့လား၅နှစ်ထဲလဲရောက်လာပြီဆိုတော့အဲ့တော့အဲ့ဒီအာနာတွေကိုဟိုသူ့ဘလူကပေးလဲဆိုတဲ့ခါကျတော့အဲပထမသူ့ကိုလွှဲပါလဲဆိုတဲ့ဒုသမရကလည်းမလာတော့ဘူးကျမ်းမာကြီးကြောင့်မလို့ဒုသမရတယောက်ကလည်းထွက်သွားပြီအဲ့ဒီအခြေအနေမှာသူကဘလူမှကိုဟိုဘလူပြောမလဲဘလူမှဥပဒေနဲ့ညီတဲ့ဟာလေးလုံရန်လုံနိုင်တဲ့အနေအထားလုံးဝမရှိတော့ဘူးမရှိတော့ဘူးသို့တော်လည်းပဲအဲဒုသမရအဲဒုသမရယာယီ ပြီးတော့မှ bracket ကနေပြောတာဝန်ဆိုပြီးတော့အဲ तू စစ်တိုက်တယ်လို့ပေါ့လေအဲတာဝန်ဆိုတာလေအဲ့ဒါမျိုးတွေဆာလုံးတွေထိုးတယ်တကယ်ကြတာစစ်တိုက်တာမဟုတ်လေဒါနဲ့တော့ရှင်ရှင်ကဥရနဲ့အကြည့်သွားတာလေစစ်တိုက်တယ်ဆိုရင်တာဝန်ဘာညာအဲ့ဒါမျိုးတွေပေါ့လေဒါတွေကတမျိုးပေါ့နော်အဲအဲ့ဒါဒွဲ့လွယ်လွယ်လွယ်လိုက်တာအခုလည်းကြက်လက်ကြရောအဲ့ဒါနောက်ဆုံးပေါ့ဗျာဟိုအာနာအမလား sorry ဟိုအာနာပြန်လွှဲမလားမလွှဲဘဲနဲ့ဆက်သွားမလားဆိုတော့ခါကြတော့ဒါကတော့ ဟိုနောက်ဆုံးချိန်ဖြစ်သွားပြီလို့သူလည်းဆုံးဖြတ်လိုက်ပုံရပါတယ်ပြီးတော့တရုတ်ကဖိအားလည်းအရန်ပြင်းလာတယ်ဒီတိုင်းတော့ဆက်မဖြစ်တော့ဘူးမြင်းတို့ရုပ်ကောက်ပွဲဖြစ်အောင်လို့ဆိုတဲ့အဲ့ဒီဖိအားအောက်မှာရောက်နေတယ်နောက်တစ်ခုကလည်းပဲ2026ဖေဖော်ဝါရီမှာဟိုအမျိုးသားညီမတို့အဖွဲ့ချုပ်ကရုပ်ကောက်ပွဲအနိုင်ရထားတဲ့ဟာလည်းပဲဟိုရေဘူးရအားဖြင့်တော့တက်တန်းကုန်းတဲ့သဘောရှိပါတော့ဗောလေအဲ့တော့ဟိုအဲ့ဒီပုံမှာ legislative power ကို energy ကတော့ယူထားတာဗောလေတို့လည်းယူထားမယ်လို့အဲ့မှာ legislative power ကို အဲနေပါတယ်လို့အားနေပြည့်သွားတဲ့ခါမှာဥပဒေပြဿနာလေးဖြစ်တယ်ပေါ့နော်အဲအန်ယူဂျီကတော့မကုံသေးဘူးပြောတယ်သို့တော်လည်းဥပဒေတခြားဖွင့်ဆိုမယ်ဆိုရင်ဒါမှအဲဟိုဟာလေကွာလွဲချက်တွေဖြစ်နိုင်တယ်ပေါ့လေသို့တော်ဘာပဲဖြစ်ဖြစ်တော့ဟိုအဲ့ဒီဟာကိုလည်းအခွင့်အကောင်းယူလိုက်တာပေါ့နော်အဲငားနေပြည့်သွားပြီဒါကြောင့်မလို့ဟာမတော်ကရုပ်ကောက်ပွဲတွေလုပ်တယ်သဘောတနည်းအားဖြင့်တော့ဟိုဟို question ပေါ့လေမင်းတို့လုံနိုင်တဲ့လုပ်ပေါ့နော်အဲဒီသဘောလဲဆောင်းလာတော့မသိဘူးပေါ့လေငါကတော့လုပ်မယ်အဲဒါမျိုးပေါ့လေအဲသို့တော်လည်း ဟို energy ကလုံးမဲ့ယောဂပွဲဆိုတော့တရားဝင်တာပေါ့နော်ဒါမှမဟုတ် तू လုံးမဲ့ယောဂပွဲရတော့ဘလို့မှတရားမဝင်နိုင်ဘူး तू တရားဝင်တာမဝင်တာထားလိအဲ तू ကငါ့မှာဟလာဒီ defect go power ရှိတယ်ဟလာငါမျိုးကြီးမျိုးတော်အုပ်ချုပ်ထားတယ်အဲ့ဒီပုံမှာ advance ယူပြီးတော့ तू ကယောဂပွဲကိုဖြစ်အောင်လုပ်မဲ့သဘောရှိတယ်အဲအဲနိုင်ငံရေးအခြေအနေနဲ့ဥပဒေကြောင့်ဆိုင်ရာအခြေအနေတွေကအဲအဲ့လိုတွေးရှိရပါတယ်လို့ကျွန်တော်ပဏာမတင်ပြရပါတယ်ခင်ဗျာ ဟုတ်ကဲ့ဆရာအဲ့အဲ့နေရာမှာတချို့ကြတော့လေဒီလိုယူဆရှိရလေဆရာဒီ NL NLD ကရွေးကောက်ပွဲနိုင်တယ်ရွေးကောက်ပွဲနိုင်ငံနိုင်ပြီဒါပေမဲ့အစိုးရတော်ဖွဲ့ဖွဲ့ဖို့တောင်အချိန်မရလိုက်ဘူးပေါ့နော်ဖွဲ့တော်မဖွဲ့ရသေးတဲ့အတွက်ကြောင့်မို့သူတက်တန်းကစကိုမစရသေးဘူးဆိုတဲ့အနေထားမျိုးနဲ့ထောက်ပြနေကြတာမျိုးကြီးလည်းရှိတယ်ပေါ့လေဆိုတော့က NLD NLD တက်တန်းကုန်တာမဟုတ်ဘူး NLD ကစကိုမစရသေးတာ NLD ကအုပ်ကိုသူ့ရဲ့ရထားတဲ့ဒီဒီ legit legitimacy နဲ့အစိုးရဖွဲ့ပြီးတော့အုပ်ချုပ်ခွင့်ရကိုမရလိုက်တာပေါ့နော်ဆိုတော့ဒီလိုအနေထားမျိုးလည်းပြောကြတာရှိပါတယ်ဒါနဲ့ပတ်သက်ရင်ကောဆရာဘယ်လိုမြင်လဲ ဟိုအဲ့ဒီလိုမြင်မယ်ဆိုရင်လည်းပဲဒါဟိုရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ပါတီတွေနဲ့ဟိုဒီလိုယူဆမယ်ဆိုရင်လည်းပဲယူဆနိုင်တဲ့အကွင့်အရေးရှိတာပါပဲလေတိုးတော်လည်းပဲဟိုဟိုနှဟွာလို့ပေါ့ဗျာဟိုအာနာတနပ်ပြောင်းရမှာခွတ်တယ်ဆိုတဲ့ဘုံတော့ဟိုဟိုဟွာစကားတွေရှိနေတဲ့ခါကြတော့မြို့တော်ကိုတိမ့်ထားတယ်နော်လေစိတ်တွေတိမ့်ထားတယ်အဓိကနေမြေတွေသူ့မှာရှိတယ်အဓိကနေမြေလည်းရှိတယ်ဆိုတော့ဒီဖက်တိုပါဝါကတော့ ဟိုသူကရနေတာပဲလေရနေတဲ့ခါကျတော့ဟိုတမရထရန့်ကတော့မှာပဲအကုန်ကိစ္စတွေသူ့ရှိပဲရေးရတာပဲလေဒီဖက်တိုပါဝါရှိထားတဲ့လူဆိုတော့သူ့ရှိပဲရေးရတာပဲလေဒါအတိမတ်ပြူတာလည်းတော့မဆိုင်ဘူးပေါ့သူကဒီဖက်တိုပါဝါရှိနေတော့အဲ့သဘောတွေတွက်ကြမယ်ဆိုလို့ဒီချက်တော့ဟာတမရထရန့်ကအတိမတ်ပြူလိုက်တယ်ပါညာအဲ့ဒါမဟုတ်ပါဘူးဒီဖက်တိုဆိုတော့ဒီလိုပဲရေးရတဲ့သဘောပေါ့ရောအဲ့လိုအားမျိုးဖြစ်တဲ့အခါကျတော့ဟိုခုနပြောလို့ပေါ့သူကလည်းအဲ့ဒီဖက်တိုဟိုတုံးပြီးတော့ဟို legislative power ကိုယူမယ်ဆိုရင်လည်း သူ့မှာယူယူနိုင်တဲ့အားရှိတယ်ပေါ့နော်ရှိတယ်ဆိုရင်လည်းသူလည်းသူ့အားကိုသူယုံမှာပဲလေဒီဘက်ကလည်းအဲ့အားမဖြစ်ဘူးဆိုရင်လည်းကိုယ့်ဘက်ကကိုယ့်အားကိုပြလေကိုယ်လက်လုပ်လေအဲအဲ့လိုလိုတော့ကျွန်တော်ကတော့ဟိုဒီလိုပဲဟိုရေဘူးရတော့အဲ့လိုတွေးကြည့်ပြပါလေပေါ့နော် ဟုတ်ကဲ့ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ဟိုပေါ့နော်အခုရပိုင်းအတွင်းမှာပဲဒီသူတို့ဥပဒေတကူထပ်ပြီးထုတ်ပြန်လိုက်တာရှိတယ်ပေါ့အဲ့ဒါအဲ့တော့ရွေးကောက်ပွဲအားတောင်းချစ်ဟန်တာချင်းကိုကာကွယ်သည့်ဥပဒေဆိုပြီးတော့သူတို့ထုတ်ပြန်လိုက်တာရှိတယ်ပေါ့လေဆိုတော့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုသဘောပေါက်နားလဲထားရှိလဲဆရာဟိုသူကဟိုသူကသူကရွေးချက်က၃ချက်ပေါ့ဗျာသူတရားဝင်ကြီးညာတာအဲ့တော့ပါတီစုံဒီမိုကရေစီထွေးရွေးကောက်ပွဲမကျင်းပမီတဲ့ကျင်းပနေစဉ်ကာလအတွင်းဥပဒေနဲ့အညီမဲဆွယ်စည်းရုံးရေးများကို နှုတ်ချက်ဖြည့်ဆည်းခြင်းမှာကာကွယ်ရတယ်။နောက်တစ်ခါကတော့ဘာလဲဆိုတော့မဲဆန္ဒပေးပိုင်ခွင့်ရှိသူတိုင်းကြီးလုံခြုံရေးလုံခြုံစိတ်ချစွာဖြင့်မဲဆန္ဒပေးနိုင်စေရန်။နောက်တစ်ခုကတော့မဲယုံနဲ့မဲယုံတွင်တာဝန်ကျသူများလုံခြုံရေးအပြည့်အဝထားဆောင်နိုင်စေရန်ဆိုပြီးတော့သူကဒီသုံးချက်အရွယ်ချက်ကြောင့်လို့ပြတ်ထန်းပါတယ်လို့သူကဒီလိုပြောတယ်။နောက်ထပ်ထပ်ပြီးတော့သူကရှင်းသေးတယ်ဗျ။အဲ့ဒါကတော့ဘာလဲဆိုတော့အဲ ဲ့အဲ့ဒါပါလေတော့လွတ်တော်ပုံမှန်တက်တန်တရအတွင်ကော်မရှင်ကတတ်မှတ်ပေးသည့်ပြည်သူ့လွတ်တော်ရွေးကောက်ပွဲမြို့သားလွတ်တော်ရွေးကောက်ပွဲတိုင်းဒေသကြီးလွတ်တော်ကိုလွတ်တော်သို့မဟုတ်ပြည်နယ်လွတ်တော်ရွေးကောက်ပွဲများကိုဆိုလိုတယ်တဲ့အဲ့တော့ဆိုလိုတာကတော့အဲ့ဒီလိုကာလအတွင်းမှာရွေးကောက်ပွဲတရအတွင်းမှာပဲဒီဟာဒီလုံချင်းဥပဒေကအာဏာတည်မယ်ပေါ့အာဏာတည်မယ်ပေါ့ကာလအဲ့အဲ့လိုဟာမျိုးပေါ့အဲ့တော့ဟိုဟိုဘယ်လိုလဲဆိုတော့ဟိုအဲ့ဒီမှာကတော့သူကတော့ ဟိုနောက်တစ်ခုကဘာလဲတော့အဲ့ဒီလိုရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်ကို तू ကဟိုကိုတက်တန်းကတော့အရွေးကောက်ပွဲတည့်ရတော့ပဲတက်တန်းပေါ့ဒီလုံညုံကြီးကောင်ဒီကူကူလုံညုံကြီးရဲ့တက်တန်းကတော့ရွေးဘဝဲကာလအတွင်းတစ်ခုပဲတက်တန်းရှိတယ်ပေါ့အဲ့လိုပြောပါတယ်နောက်တစ်ခုကတော့လုံညုံကြီးဆိုင်ရာကြီးကြပ်မှုကော်မတီကိုတဲ့နော်ဖွဲ့စည်းမယ်ဘဟုပေါ့ပြီးတော့မှတိုင်းနယ်ပြည်နယ်ပြီးတော့ခရိုင်မြို့နယ်ရက်ကြီးပေါ့အဲ့အဲ့ဒါလည်းအစ်စင်ဖွဲ့သွားမယ်တဲ့လုံညုံကြီးနဲ့ပတ်သက်လို့နော်အဲ့တက်တန်းကလည်းပဲ ဟိုယူကော့ပဲဒီကာလာတတန်းလေးတစ်ခုပဲအဲ့တတန်းကလည်းဘာလဲဆိုတဲ့အခါကျတော့တဲ့အဲရွေးကောက်ပွဲကာလာဆိုဒီမှာတဲ့အဲ့ကာလာလေးတို့အတွက်ပဲဆိုလာတဲ့ဒီဥပဒေကဆိုဒီမှာတဲ့ကော်မရှင်ကပါတီစုံဒီမိုစီအတွေ့ရွေးကောက်ပွဲများကျင်းပမိနေ့ရက်ထုတ်ပြန်နေကြညာတဲ့နေ့ရက်မှာစပြီတဲ့ဘယ်နေ့ဘယ်ရက်မှာတော့ဟလာရွေးကောက်ပွဲတွေစပဲစပါမယ်ထုတ်ပြန်ရွေးကောက်ပွဲရွေးကောက်ပွဲကျင်းပမိနေ့ရက်ကျင်းပမိနေ့ရက်ထုတ်ပြန်ကြေညာတဲ့နေ့ရက်မှာစ၍ မဲဆွဲစီယုံသည့်ကာလရွေးကောက်ပွဲကျင်းပသည့်နေ့နှင့်ကော်မရှင်ကရွေးကောက်ပွဲရက်လက်ထုတ်ပြန်ပြီးသည့်နေ့ရက်ကာလအထိသာသူအနာအဲ့ဒါပဲအဲ့ဒီကာလကိုပဲဒီခုနဒီပါတီစုံအထူးသို့ရွေးကောက်ပွဲများကိုနှောက်ယှက်ဖြက်စီးခြင်းမှာကာကွယ်ဥပဒေကအနာတီတယ်ဒီလိုလဲဆိုတာပါလေခင်ဗျာပြီးတော့မှ तू ကပြစ်ဒဏ်တွေဘုရောပုံမာတွေလိုက်ပေါ့ဘယ်လိုဟာမျိုးကိုဘယ်လိုပြတ်မှတ်မယ်ဘယ်လောက်ပြစ်ဒဏ်ချမယ်ဆိုတာတွေကို ။အဲနောက်အခန်းကဏ္ဍတစ်ခုမှာ तू ကဟိုပြစ်မှုပြစ်တာပိုင်းမှာအဲ तू ကတာမြင့်ချက်များဆိုပြီးတော့အဲဥပဒေပုံမှာ6မှာဘယ်ဟာတွေမလုပ်ရဘူးဘယ်ဟာတွေမလုပ်ရဘူးဘယ်ဟာတွေမလုပ်ရဘူးဆိုတာမြင့်တယ်။အဲ့ဒီတာမြင့်ချက်တွေဖောက်ပြက်ရင်ဘယ်တာမြင့်ချက်ပုံမှာအပိုက်ဘလောက်ဘယ်ပန်းချက်တိုင်းမှာဘလောက်ကိုဆိုပြီးဘယ်ထောင်နိုင်ချမယ်ဘယ်လိုလုပ်မလဲအဲ့မှာလုပ်တဲ့ခါမှာ तू ကနောက်ဆုံးဟိုသေးတန်းအထိပါပါလာတယ်။သေးတန်းအထိပါပါလာတယ်။သေးတန်းချမှတ်နိုင်ဒီမဟုတ်ဘူးနော်။သေးတန်းချမှတ်ရပြီဒါပဲ တိတန်ချမှတ်ရမယ်ဒါချကိုချအဲ့လိုပါလာတယ်အဲ့တော့ဘယ်လိုဟာမျိုးတွေကိုအမြင့်ဆုံးပြစ်ဒဏ်ချမှာလဲဆိုတဲ့အခါကျတော့အဲ့လိုမဲဆန္ဒရှင်တွေကိုမဲမပေးနဲ့အောင်လုံရင်းနဲ့လူသေးသွားတယ်နော်လမ်းနေပြပြစ်ကပြစ်တာလိုက်ဒီဟာမျိုးတွေပေါ့လေလူသေးသွားတယ်အဲ့တော့တခါအဲအဲ့လိုလုံတဲ့နေရာမှာတဲ့လူစုလူဝေးနဲ့အဲ့လိုလုံလို့လူသေးတယ်လူသေးတယ်အဲ့တော့မဲဆန္ဒရှင်တည်ရင်တည်မယ်မဲယုံမှုတည်ရင်တည်မယ်အဲအဲ့လိုမျိုးပေါ့ ဒီသူတာဝန်ပေးထားတဲ့လူတွေတည်ရင်တည်မယ်နောက်တော့ကအဲသူတို့သတ်မှတ်ထားတဲ့လူတွေအဲ့မှာဥပဒေရသတ်မှတ်ထားတဲ့အဲ့လူတွေတည်မယ်ဆိုရင်တည်မယ်ဆိုရင်တော့တည်တာမယ်တဲ့အဲ့တော့ပုံကူတယောက်ချင်းကလုပ်ရင်ပုံကူတယောက်ချင်းကိုတည်တယ်အစူအဝေးနဲ့လုပ်မယ်ဆိုရင်အဲ့အစူအဝေးတိုင်းမှာပါဝင်တဲ့လူတိုင်းကိုတည်တယ်အဲ့ဒါတော့အမြင့်ဆုံးပြစ်တာပေါ့ကျန်တဲ့ဟာတွေကတော့ဟိုမဲဆန္ဒပေးဟိုတော့ဟိုရေးထားတယ်ဟိုဘယ်လိုနှောက်ရက်ရင်ဘယ်လိုတားဆီးရင်အဲ့ဒီဟာမျိုးကြရင်တုံးတက်က9နှစ်အဲ့တော့က အစုဝေးနဲ့လုပ်လို့ရှိရင်9နှစ်ကနေ10နှစ်အဲအဲ့လိုအသီးသီးအဲပြားထမ်းပြီးတော့အဲဒီလိုထရလုတ်ထောက်တွေ့ပါတယ်အဲ့တော့အဓိကကြီးရဲ့ချက်ကတော့ဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဟိုလေးလာအကဲကစုံစမ်းသိရှိရသလောက်ကတော့အဲဒီနိုင်ငံရေကောက်ပွဲဝင်မဲ့ပါတီတွေကဟိုသူတို့အစည်းအဝေးတွေမှာသူတို့ဟိုဒီစက္ကစနဲ့ပူတိုအစည်းအဝေးတွေမှာသူတို့တင်ပြကြတယ်ပြောတယ်ကျွန်တော်တို့ဟာကျွန်တော်တို့ကလုံခြုံရေးကိုကျွန်တော်တို့အမတန်စိုးရိမ်နေရပါတယ် မဲပေးမဲ့သူတွေကိုလည်းမဲမပေးနိုင်အောင်ကျွန်တော်တို့တွေလည်းပဲရုပ်ကောက်ဘက်မဝင်နိုင်အောင်ရုပ်ကောက်ဘက်ဝင်ပြီးအမှတ်ဖြစ်တည်တယ်အောင်လည်းကျွန်တော်တို့လုံခြုံရေးတွေအဲ့လိုတွေရှိပါတယ်ဒါကြောင့်မလို့အာစက္ကစအနေနဲ့ဒါရိုက်နံပါတ်တို့အကာအကွယ်ပေးပါလို့တို့အစည်းပွေးတို့တပြကြတယ်လို့ကြားတယ်ဗျအဲ့အဲ့ဒီခါမှာဒီဥတွေပေါ်လာတယ်လို့လည်းဒီလိုကြားပါတယ်ခင်ဗျာဟုတ်ကဲ့ဆိုင်ဆရာဟုတ်ကဲ့အဲ့အဲ့တော့ ဟိုရွေးကောက်ပွဲကိုနှောက်ယှက်တားဆီးမယ်ဆိုလို့ရှိရင်တော့နင်တို့ကိုတည်တံတိချလို့ရတယ်ဆိုတာမျိုးကိုသူတို့ကထုတ်ပြန်ပေးလိုက်တဲ့သဘောပေါ့နော်ဆိုတော့အဲ့တော့နောက်တစ်ခုကတော့အခုဒါစစ်ပက်ဆိုင်ရာလျှို့ဝှက်ချက်ထိန်းသိမ်းကာကွယ်ခြင်းဥပဒေဆိုပြီးတော့လည်းထပ်ပြီးတော့ဒီရက်ပိုင်းမှာပဲထပ်ထုတ်တယ်ပေါ့28ရက်နေ့ရတယ်နဲ့ပြတ်ထန်းလိုက်တယ်ဆိုတော့ဒီဥပဒေကလည်းအဲ့လိုပဲတည်တံတိပေးလို့ရတဲ့အဲဥပဒေဖြစ်နေပြန်နေပေါ့ဆိုတော့ဆရာဒီပေါ်မှာလည်းသုံးသပ်ပေးပါအောင်ဆရာ तू ကဟိုဒီဥပဒေရဲ့ရည်ရွယ်ချက်ကိုတော့ तू ကဘယ်လိုဖော်ပြထားလဲဆိုတော့တစ်ချက်ပဲဟိုစစ်ပက်ဆိုင်ရာလျှို့ဝှက်ချက်များကိုလေ ထိမ့်သိမ်းကာကွယ်ခြင်းအပြင်နိုင်ငံတော်၏အမျိုးသားလုံခြုံရေးကိုအထောက်အကူပြုရန်အဲသူရွေချက်ပေါ့ဗျာနောက်ခါကွေးကတော့နိုင်ငံခြားတိုင်းပြည်အစိုးရနိုင်ငံခြားတိုင်းပြည်စစ်ဖက်ဆိုင်ရာအဖွဲ့နိုင်ငံခြားတိုင်းပြည်စစ်ဖက်ဆိုင်ရာအဖွဲ့မဟုတ်သောအဖွဲ့အစည်းတရားဝင်လက်နက်ကိုင်အဖွဲ့အစည်းအစည်းမဟုတ်သည့်အဖွဲ့အစည်းနှင့်အခြားလူပုဂ္ဂိုလ်တို့တို့ကိုစစ်ဖက်ဆိုင်ရာရှုတ်ဝက်ချက်များအားအသုံးပြု၍လေ့ကျင့်ပေးခြင်း ဝန်ဆောင်မှုပေးခြင်းသို့မဟုတ်လုပ်ငန်းဆောင်ရွက်ခြင်းနဲ့စစ်ဘက်ဆိုင်ရာရှုဝဲခြင်းများအားလွှဲပြောင်းပေးခြင်းတို့ကိုတားဆီးရန်လို့သူကအဲ့ဒီသူပ္ပစာတော့ပြောတယ်ပေါ့ဗျာအဲ့တော့ဟိုအဲ့လိုဟာလေ့လာလိုက်တဲ့အခါကျတော့ကျွန်တော်တို့ဘာလေ့လာတွေးရှိရလဲဆိုတဲ့အခါကျတော့ဟို तू ကအထူးသဖြင့်နိုင်ငံခြားနဲ့ဆက်သွယ်တဲ့ဟာတွေစုပဲသတင်းပေးတာတွေအပေါ်မှာအဓိကထားပြီးတော့တည်တံကတော့အဲ့တော့ဟိုအဲ့ဒါချမှတ်တာပေါ့ချမှတ်မယ်ဆိုအဲ့လိုပြောတာပေါ့အဲ့တော့အဲ့လိုလုပ်တဲ့နေရာမှာ ူကပြည်ရင်းပြည်ပမှာလုံးတဲ့အခါမှာသူကဘလို့ကန့်သက်ချက်တည်းအလွန်ပြင်းထန်လာလဲဆိုတော့အသေးစိတ်လာလဲဆိုတဲ့အခါကျတော့အခုတော်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 ကဆ iam မနဲ့ကျွန်တော်ဆွေးနွေးကြည့်ရလေဒီပါလေဟိုဟိုဒီလုံခြုံရေးဥပဒေတခုလေဟိုမပုံနေရမယ်ဆိုတဲ့ဥစ္စာတခုအဲ့အဲ့ဒီကဆွေးနွေးတဲ့ဟာမှာပါတဲ့အဖွဲ့အစည်းတွေပေါ့ဗျာအဖွဲ့အစည်းတွေကသင်တန်းပေးမယ်အဲ့ဒီမှာဝင်ရောက်တာဝန်ထမ်းဆောင်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာရှုပ်ဝှက်ချက်တွေပေါက်ကြားမှာသူတို့အဲ့ဒါလေအသိဆိုးရင်လေ ဒါကြောင့်မလို့သူတို့ကဘာလုပ်ထားလဲဆိုတော့အဲ့ဒီအဖွဲ့အစည်းတွေမှာပါမဲ့လူတွေတဲ့ဒါတော့ရင်တဲ့အဟောင်းစစ်ဖက်ဆိုင်ရာမှာလုတ်သွားတဲ့အဟောင်းဖြစ်စေအဲအဟောင်းတွေဖြစ်စေပေါ့နောက်တာဟိုဟိုဟာပေါ့ပင်စင်ယူပြီးတော့လွှဲပြောင်းသွားတာတွေဖြစ်စေအဲ့ဒီလူတွေကအဲသူတို့ဒီလိုဟိုလင်းကိုအတိမပေးပဲနဲ့ကာကွယ်ရေးဝန်ကြီးဌာနကိုအတိမပေးပဲနဲ့ဘာဘာဝမှလွှဲပြောင်းပေးခြင်းမလုပ်ရဘူးအတင်းန်းနေလည်းမပေးရဘူးအခုလုတ်နေတဲ့လုတ်လက်ဆာရှိနေ6လအတွင်းကိုပြန်အတီးပြီးချက်ယူရမယ် သူအဲ့ဒါကတော့ကြက်ကြက်မမတော်တော်တရားလောက်တယ်ပေါ့ဗျာအဲနောက်တစ်ခါကတော့ပြည်ရင်းမှာပတ်သက်လို့ကတော့ဖေးရဲသီးလို့ကျွန်တော်တို့ပြောနေကြတယ်တင်စားနေတယ်ဒီလိုသတင်းပေးနေပေါ့ဗျာအဲအဲ့ဒါလေးနောက်စစ်မှုထမ်းနေအလင်းဝင်တာလေးနောက်တော့သူတို့စစ်ဖက်ကနေပြောင်းပြီးတော့ CDN နေလုတ်ပြီးတော့ပဲဖြစ်ဖြစ်ဝင်တာလေးအဲအဲ့လိုဟာမျိုးတွေနဲ့ပတ်သက်လို့လည်းပဲအဲသူတို့အေးအေးယူမယ်လို့အဲအဲ့လိုဟိုဟိုတုန်းကတော့ဟိုဒီလောက်ကြီးမဟုတ်ဘူးခုတော့တော်တော်အထိနာလာပုံရတယ်ထိလာပုံရတဲ့အခါကျတော့မှဒီဥပဒေကိုသူတို့ လောလောလတ်လတ်အဲ့လိုပြတ်ထန်းနေလို့ကျွန်တော်ဒီလိုတော့လေ့လာတွေ့ရှိရပါတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ကျေးဇူးပါနောက်တစ်ခုကျမတို့တရင်ကြတာပေါ့ပေါ့နော်အခုဒါစက်ကောင်စီကရွေးကောက်ပွဲလုပ်တော့မယ်ပေါ့ဆရာရယ်ဆိုင်းပြင်းနေပြီပေါ့နော်အဲ့တော့ဒီရွေးကောက်ပွဲမလုပ်ခင်တို့ကဟိုနေမီတွေကိုရသမျှပြန်သိမ့်မယ်ပေါ့နော်ဆိုတော့ဒီလိုတရင်မျိုးလဲကြားရတယ်ဆရာဒါကတော့ဘလောက်ဖြစ်နိုင်ချေရှိတယ်လဲဆရာအာကျိုးပန်းအားထုတ်မှုကတော့ဒါတို့တာအောင်မယ်လीအဲတို့တာဘာတို့အဲ့ဒီဟာကိုမလုံးလာဘူးလို့ပြောလို့လည်းမရဘူးတို့မလုံးနိုင်ဘူးပြောလို့လည်းမရဘူးတို့ကတော့စူးစမ်းမှာပဲ သို့တော်လေသူတို့ဘယ်လောက်ကြိုးစားနိုင်မှာလဲဆိုတဲ့ခါတော့အဲ့ဒါကြတော့ဟိုအကအတစားဟိုအကအတရှိတယ်လေအခုနောင်ချိုကိုပြန်ရဖို့တနည်းလောက်ရတယ်တနည်းတနည်းကြာတယ်ရရမို့လို့ပေါ့ဟိုတပိတ်ချင်းလည်းပဲအခုဝင်းပြီးပြန်ထွက်သွားပြီဘေးကပဲရန်ထားရတယ်သူတို့အထက်မှာနေတက်ဆွဲနေလို့မရဘူးအကုန်လုံးဒီ PDF တက်တွေဒေါ်လာရင်းတက်တွေဝိုင်းထားတာအချင်းမွေးသူတို့ပြန်ချင်မို့ပလိုက်နေတယ်အဲ့တော့သူတို့တိတယ်လောက်ပြန်ဆုံသွားတယ်သူစစ်ကားနေမှာပြန်နေရတယ်မျိုးတော့မှမနေရဘူးအဲ့အဲ့တော့မလို့ ဟိုအဲ့ဒီဟာကတော့ဟိုကျွန်တော်ထင်ပါတယ်အောင်မြင်နိုင်စရာမရှိဘူးလို့ဟိုအဲ့ဒီသူတို့ရည်ရွယ်ချက်ကအောင်မြင်နိုင်စရာမရှိဘူးလို့ကျွန်တော်ဒီလိုလေးလာတွေ့ရှိရပါတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့နောက်တစ်ခုကတော့ဒီဒေါ်လာရေးအင်အားစုတွေပေါ်ဆရာဒေါ်လာရေးအင်အားစုတွေဘက်ကကြတော့ဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်တားဆီးမယ်လို့ပြောထားတယ်ပေါ့နော်အဲ့တော့အဲ့တော့သူ့ဘက်ကပြန်ပြီးတော့အခုဥပဒေတွေထုတ်ပြန်တယ်ဆိုတော့ဒီအခြေအနေတွေကဘယ်လောက်ထိဆိုးဆိုးဝါးဝါးဖြစ်လာနိုင်ဖြစ်လာနိုင်တယ်လဲဆရာတွေးထုတ်တန်းယူဖြစ်ရတဲ့ကိုမြင်တွေ့ရနိုင်သလားပေါ့ဆရာတို့စိုးရိမ်မှုပါရှိတယ်လဲဆရာ ဟိုသူကတော့ဟိုတော်လိုင်းအဖွဲ့အစည်းတွေကတော့စုမဲ့စစ်ချထားတယ်ပေါ့ဖြစ်တဲ့နည်းနဲ့တားဆီးမယ်ဆိုတဲ့နေရာကိုသူတို့စုမဲ့စစ်ချထားတယ်သူတို့သူတို့ဘလို့လုံမယ်ပါညာဆိုအသေးစိတ်တော့ဟိုကျွန်တော်တို့ကတော့အသိကွင်မရဘူးပေါ့ဒါဆေးရေရှုပ်ဝက်ချက်တွေပါတာဟုတ်ကဲ့သို့တော်လည်းပဲဟိုသူတို့ကအခုမြို့ပေါ်မှာဆန္ဒပြရင်တော့အဲအဲ့ဒီဟာကတော့ဟိုတော်တော်ပြင်းပြင်းထန်ထန်ရေးယူမဲ့သဘောတွေအဲသူတို့တားတားဆီးမယ်ဆိုတဲ့သဘောတွေနိုင်ငံရေးလုံမယ်ဆိုတဲ့သဘောတွေဆိုတော့တွေ့နေရတယ်ပေါ့သို့တော်လည်းပဲတော်လိုင်းအဖွဲ့အစည်းရဲ့ လုတ်ကင်ဆောင်ရွက်မှုတွေကိုဘယ်လောက်ပိတ်ပင်နိုင်မလဲဆိုတာကတော့ကျွန်တော်တို့ကအဲ့ဒါကတော့ဟိုသူတို့အောင်မြင်မယ်မထင်ပါဘူး။နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်အဲဒီဟိုလုတ်တဲ့နေရာမှာတော်လိုင်းရဲ့အဖွဲ့အစည်းတွေကအဲလုတ်လာမယ်ပေါ့နော်။လုတ်ရတဲ့ခါမှာသူတို့ကတော့ဟိုရွေးကောက်ပွဲကိုဖြစ်အောင်လုပ်ဖို့ကြိုးစားနေတယ်ပေါ့။အဲ့တော့ကမ္ဘာအဖြစ်အပျက်ဒီမှာကြီးလိုက်တဲ့အခါမှာလာကမ္ဘောဒီးယားဆိုလေအတိုက်ခံကောင်းဆောင်ကိုပြဖမ်းချုပ်ပြီးတော့အထောက်နှစ်စီချပစ်ထားတယ်။အဲ့မှာသူတယောက်တည်းပြေးလာပဲလေ။ နော်အဲ့လိုဟာမျိုးရှိတယ်ထိုင်းနေလို့အာနာသိမ့်ပြီးတော့စိတ်ကြိတ်ဥဒ္ဓတိဆွဲပြီးတော့ဘုံကျုပ်ကြီးတွေပဲဝင်းကျုပ်တွေတက်လောက်တာပဲနော်အဲ့ဒီခုဟိုစစ်ခုံယုံ sorry ယူကဘွေးဆိုင်ကခုံယုံဆိုတာလေသူတို့အားကောင်းတဲ့လူတွေနဲ့ဖွဲ့ထားလို့အခုအရက်သားတွေမှာဟိုကျွန်တော်တို့ဟိုဟိုအင်ဂျင်နီယာကျောင်းတက်လို့ကိုမရဘူးလေအဲ့ဒါလည်းပိတ်ပင်ထားတော့အဲ့လိုပဲဖြစ်တယ်နောက်တစ်ခါဗင်နီဇူးလာတဲ့လူစစ်တပ်နဲ့ရဲဘုအပိုင်းကိုင်းတာပြီးတော့တရားဝင်ယူကဘွေးအနိုင်ရတဲ့လူအာနာလွဲဘူးလေလွဲဘူးနောက်တစ်ခါယူကရိန်းမှာလည်းဒီတိုင်းပဲ ဟိုခါတဲ့ဒီဘက်ကသူတို့ကလည်းအတင်းယူကောက်ပွဲလုပ်ဒီဘက်ကလည်းပဲဟာလေဘုံနေကြီးဒုံမြန်နေနေပြည့်ခါတဲ့အဲ့လိုလုံနေကြတဲ့အားလေးပြီးတော့စစ်သားတွေကအတင်းပဲယူကောက်ပွဲလုပ်တာပဲဒီဘက်ကလည်းတိုက်တာပဲတိုက်တယ်ကြားတယ်ယူကောက်ပွဲကိုလည်းအတင်းလုပ်တယ်သူတို့အဲ့ဒါလေးဖြစ်တယ်နော်ပြောရင်ဟိုမဲလိန်မဲခိုးပေါ့ဗျာအဲ့ဒါတွေလည်းယူကရိန်းမှာလည်းပဲလုပ်တော့တယ်ကမ္ဘောဒီးယားမှာလည်းလုပ်တယ်အဲ့ဒါမျိုးတွေလုပ်တယ်လုပ်တဲ့အခါကျတော့ဒီမှာလည်းသူတို့စက်တွေကသူတို့လုံးမှာပေါ်လာအဲ့စက်တွေကိုလေ့ကျင့်လေ့ကျင့်ပြီးဆရာမတွေကပြောတာ အဲ့ဒါစက်တရားတဲ့ခလုတ်ပြောင်းခလာပြောင်းလိုက်လို့ရင်ဒိုလိုလေးရဲ့တဲ့မဲခိုးလို့ရတယ်အဲ့လိုသတင်းတွေထွက်လာတယ်ဆိုတော့စက်တီနဲ့ပြေးမှာဆိုတော့အမဲကတော့ခိုးပြီပေါ့ဗျာဆိုတော့ဟိုသူတို့ရွေးကောက်ပွဲကတကယ်မဲယုံနေပါလိမ့်နဲ့လုံးမယ်ဆိုရင်တော့သူတို့မဲခိုးတဲ့အနည်းနဲ့သူတို့ဟိုဖြစ်အောင်လုပ်ပါပေါ့နော်အဲ့ဒါလည်းဖြစ်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့ PR စနစ်တို့ပါလို့အခုလုပ်ပြီ PR စနစ်နဲ့လုပ်ပါလေဆိုတဲ့အခါကျတော့ဟိုဟိုဘယ်လိုပြောမလဲဆိုတော့ဟို25ရက်လုံးနဲ့လုပ်မယ် PR စနစ်နဲ့လည်းပဲ ဟိုယူအောင်မယ်အဲ့ဒီခုဖွဲ့ထားတဲ့ပါတီတီကလည်းဟလာဟိုသူ့အာနာအမင်းအွန်လိုင်းရဲ့အာနာအောက်မှာဒီခိုးလုံးမဲ့ပါတီတွေဟိုတကယ်ပြည်သူလူထောက်ခံတဲ့ NLD ကို SNLD တို့ဒီလိုပါတီတွေကိုဘေးချိန်ထားပြီးတော့2010မှာဥသိမ်းစိန်တပ္ပရတက်လို့တလို့ပေါ့ဗျာအဲ့လိုမျိုးလုံမှာဆိုတော့ဟိုအချင်းကြီးကတော့မတူဘောလေ2010လုံးကအချင်းကြီးတော့မတူဘောမတူတော့လည်းပဲအဲ့လိုကြီးအတင်းကြီးပေါ့ဗျာဟိုလက်ကိုချုပ်ထားပြီးတော့ ဟိုလက်သီးနဲ့ထိုးတဲ့သဘောမျိုးဖြစ်တာပေါ့နော်အဲ့တော့လက်ကိုချုပ်ပြီးတော့လက်သီးနဲ့ထိုးတဲ့သဘောမျိုးဖြစ်တဲ့အခါကျတော့ဟိုအခုတောင်းချိုလဲဒီတိုင်းပဲဒီတောင်းချိုတိုက်တယ်ကပါတရုတ်ကချုပ်ပေးတာပဲချုပ်တာပြီးစားလာတာထိုးခိုင်းတာပဲဘလို့ချုပ်ထားလဲဆိုတဲ့အခါကျတော့ခမကဘက်ပေါင်းစုံပိတ်ဆိုတာပဲအဲ့အခုနေနေရေခါတွေမတင်သွင်းရအောင်ဆေးဝါးတွေမတင်သွင်းရအောင်ပိတ်တယ်ဘလို့ဆိုတော့တော်တော်အကြက်တဲတွေအောက်မှာတက်ရတာအဲ့ဒါတော့ချိုးမှာလာအဲ့တော့ဟိုဟိုကုလဲပဲဒီလိုပဲဟိုပုံစံမျိုးစုံနဲ့ ဟိုရွေးကောက်ပွဲဖြစ်အောင်လုပ်ပြီးတော့ဟိုလုပ်ပါအဲ့လိုဆိုလို့ရှိရင်တရုတ်ကလည်းလှုပ်တယ်လို့ဥစ္စာမျိုးရွေးကောက်ပွဲဖြစ်တော့ပြီးဆိုတော့ဟိုဟိုဘယ်လိုပြည့်နေဆိုကမ္ဘာနိုင်ငံကြီးတွေကလည်းနိုင်ငံကြီးတွေဆိုအားလုံးတော့မဟုတ်ပါဘူးဟိုတရုတ်တဲ့နော် ASEAN တို့ဘာတချမ်းတို့ပေါ့ဗျာအဲ့လိုနိုင်ငံတွေကလည်းပဲဟိုဘယ်လိုပြောမလဲဆိုတော့လိမ်မန်းသိပြီမယ်လို့ဗျာဟိုမသိရအောင်ဆောင်းပြီးတော့ဟိုမျက်နှာလွှဲမဲ့လုံနေမဲ့ဟာမျိုးတွေဖြစ်လာမယ်ဆိုရင်ဟလာခုနပြောတဲ့အမှန်အဲ့လိုတွေဖြစ်လာမယ်ဆိုရင်တော့ तू ကတော့ အဲ့ဒါတွေသူလည်းအားတက်နေတယ်ဗျအဲ့ဒါအားတက်နေတယ်ငါအဲ့လိုလုပ်ရင်ရနိုင်တယ်ဆိုပြီးတော့တော်တော်အားတက်နေတယ်အဲဒါကြောင့်မလို့ဒါကိုလည်းပဲအတယောက်ရဲ့ဖီးယားရဲ့အဲ့လိုအားတက်မှုရဲ့အဲ့လိုနဲ့သူကလှုပ်တာပါခုနကပြောလို့မြို့တွေကိုတိမ့်ပြီးတော့အာလားမြို့တွေတိမ့်နေပြီးတော့အဲ့ဒီကနေပြီးတော့စနစ်တကျဆိုတဲ့ဟာတော့လုံးဝမဟုတ်ပါဘူးအဲ့ဒါတော့အောင်အဲ့လိုနေရအောင်မှာမဟုတ်ပါဘူးကြတာတော့နော် ဟုတ်ကဲ့ဆရာဟုတ်ကဲ့နောက်တစ်ခုကတော့အခုကဒါတို့အခြားတစ်ဖက်မှာလည်းတို့ဝါရမိုင်းတိုက်နေတာရှိတာပေါ့အဲ့ဒါကဘာလဲဆိုတော့ရွေးကောက်ဝယ်ပြီးရင်တော်လိုင်းကြီးပြီးသွားမယ်ဆိုတာမျိုးပေါ့နော်ဒီလိုဝါရမိုင်းတိုက်နေတာကြီးလည်းရှိတယ်ပေါ့ဒါနဲ့ပတ်သက်ရင်ကောဆရာတို့ဘယ်လိုမြင်ထားတာရှိလဲအဲ့ဒါကတော့လုံးဝလုံးဝမှားပါလေလုံးဝမဟုတ်ပါဘူးခင်ဗျအဲ့ဒါကတော့ဝါရဖြန့်ချီတက်တက်ပါဖြစ်ပါတယ်ဘာလို့လဲဆိုတော့ရွေးကောက်ပွဲကအပြေးမမဟုတ်တာအပြေးမမဟုတ်တာအပြေးမဟုတ်တာကြီးကိုဘယ်လိုလုပ်ပြီးတော့အဲ့ဒါအမှန်ဖြစ်မှာလဲဒါကြောင့်မလို့ ရွေးကောက်ပွဲပြီးသွားလို့ရှိရင်ဥမာလေးပြန်ဖြစ်မယ်ဘာညာဆိုတော့2030တုန်းကအခြေအနေမျိုးမဟုတ်ဘူးလေ2030တုန်းကအခြေအနေမျိုးကတမျိုးလေလက်လက်ကင်တက် PDF တွေနေဦးဒေါ်လာကြီးတွေမဟုတ်သေးဘူးလေအဲသူတို့အပေါ်စီးတန်ဆုံတရားရှိနေတဲ့အခြေအနေမှာလုပ်တာလေအခုဥစားတပြည်လုံးကိုရမျိုးပေါင်း100ကျော်နော်အဲ့လိုတိမ့်ပိုက်တာနေမီရလည်းအများကြီးပဲအဲ့အခြေအနေအောက်မှာလုံးရခါမှာဘယ်လိုလုပ်ပြီးမှလဲလုံးတမ်းမှပြန်ဖြစ်သွားမှာလေတတ်တမ်းမှကြိလိုက်ရုံနဲ့ညင်သာပါလေဗျာအဲ့ဒါတော့ ဆရာဒီနေရာမှာအခုကျတော့ဟိုကျမတို့ကြားတာပေါ့လေနိုင်ငံတကာမိသားစုတွေနိုင်ငံတကာမှာရှိနေတဲ့ဒီမြန်မာတွေပေါ့နော်ကမ္ဘာနိုင်ငံတည်တည်ကိုရောက်ရှိနေကြတဲ့မြန်မာတွေအများကြီးပဲရှိပါတယ်သူတို့ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးသူတို့ကလည်းလုံးဝလက်မခံဘူးပေါ့နော်ဒါ global gaming ခေါ်မယ်ပေါ့နော်တကမ္ဘာလုံးအတိုင်းအတာနဲ့ချိန်ကြိုက် လုပ်မယ်ဆိုတာမျိုးဟိုပြောနေကြတာရှိတယ်ပေါ့ဒါကတော့ဆရာထိရောက်မှုရှိနိုင်သလားဟိုဟိုထိရောက်တာမထိရောက်တာဆိုတာတဲ့ဟိုကျွန်တော်တို့လုံးဝမယ့်အလုပ်တစ်ခုကိုလုံးဝပါပဲလေအဲ့လုံးတယ်လို့မြင်ပါတယ်ဒါလုံးချင်းအပြင်လည်းကမ္ဘာကြီးကလည်းပဲ ဘာပြောလဲဇုံလီယာတော့တိသွားမှာပဲဘာမှမလုပ်ဘဲနေရာနဲ့ဆိုင်ရင်တော့အဲသူတို့ကိုအတိပေးလိုက်တာပေါ့ဗျာကဘာကြီးကိုလည်းပဲဟလာပြည်တွင်းပြပါအောင်လေဒီယူကောက်ပွဲကတော့အလိန်အတုရောင်ယူကောက်ပွဲပြီးတော့ဘလုံနီးနေမှာဒီယူကောက်ပွဲကအဖြစ်မှမထွက်နိုင်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ကလုံးဝလက်မခံဘူးအဲကြောင့်ဒါကိုအားမပေးပါကြနဲ့ဆိုတော့ဒါကလည်းကိုယ့်ဘက်ကကန်သူ့ဘက်ကကမ်ပိန်းတွေလုပ်နေလို့ကိုယ့်ဘက်ကလည်းတံပြန်ကမ်ပိန်းတွေလုပ်ရမှာပဲလေဒါကလည်းနိုင်ငံရေးပြူဟာအရာမှန်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဘာလို့လောက်ထိရောက်မလဲမထိရောက်မလဲဆိုတာလည်း ခုနပြောလို့ပေါ့ပြီးပါတော့ထပ်နိုင်သမျှကူရတဲ့အစီအမံရှိတာကိုတကယ်အဆုံးပြတ်ကတော့ပြည်တွင်းကပဲအဆုံးပြတ်ပေးပါဘူးဟိုအဲ့လိုဖြစ်တဲ့အခါကျတော့အဲပြည်တွင်းကလူတွေကပဲအဲခုနအောင်မြင်အောင်ရွေးကောက်ပွဲတွေမဖြစ်အောင်ကိုယ့်ဘက်ကလာစစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်အောင်ဆိုတာဒါပြည်တွင်းကလူတွေကအဓိကထားရုံးကန်ရပါပဲလေဒီလိုလဲရုံးကန်နေကြပါလေအဲ့ချိန်ဒီမှာရှိပါလေလို့ကျွန်တော်ကတော့မြင်ပါတယ်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအခုကတော့တို့နီမျိုးစုံနဲ့စူးစမ်းမယ်ပေါ့ဗျာပြီးပရောက်နေတဲ့လူတွေကလည်းဒါကိုလက်မခံဘူးကဘာတိအောင်လုပ်မယ်ပေါ့နော်ဒီရွေးကောက်ပွဲကိုလုံးဝလက်မခံဘူးဆိုတော့ကဘာကဘာနိုင်ငံအသီးသီးမှာရောက်ရှိတဲ့မြန်မာတွေအားလုံးကနေပြီးတော့အချိန်ကိုက်ပေါ့နော်ဒီဥစ္စာတွေကိုလှုပ်ဆောင်သွားမယ်ဆိုပြီးတို့ပြင်ဆင်နေကြရရှိပါတယ်ဟုတ်ကဲ့ဆရာကျမနောက်ဆုံးမေးချင်တာကဒီအခုဒီနေ့ new to line နဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့လေဘယ်လိုအကြံပြုချင်လဲပေါ့အဲ့ဒါလေးကိုဒီကုန်းချုပ်ပြောပေးပါလားဆရာဟိုဟိုနေ့ဒီနေ့ကဟို NGO ပြောရေးဆိုခွင့်ရှိသူနေ့ ဥနေဘုံလက်ကနေပြီးထွက်ပြောတာရှိပါတယ်ကျွန်တော်တို့အချက်ကြီး6ချက်အာပြင်ပြီးတော့အန်ယူဂျီအပြုမိမှုလုပ်နေပါပြီဆိုတော့ကျွန်တော်အားတော်တော်အားတက်တယ်ဗျာပြင်ပြင်းတင်တာတွေကကြာပြီလေပြီးတော့ဝင်းကြီးဖွဲ့တွေလည်းကျွန်တော်ချစ်ချစ်လေးတွေအဲချစ်ချစ်လေးတွေတို့အထီအောင်လုပ်ပါမယ်ပညာရှင်တွေနဲ့တိုင်ကြီးနေပါတယ်ဒါမျိုးတွေပြတော့ကျွန်တော်တော်တော်အားရှိပါတယ်ဟိုကျွန်တော်တို့ကတော့ဟိုတိုင်ပြစရာမလိုပါဘူးကျွန်တော်တို့ကအပြားကြီးမီဒီယာနေရာနေတဲ့ဆင့်တော့လည်းကောင်းကျွန်တော်တို့လူမှုကွန်ရက်တက်ကတော့လည်းကောင်း အများကြီးပြောဆိုထားပြီးတော့ကျွန်တော်တို့မတိုင်မီမျိုးကျွန်တော်တို့ပြောဆိုချက်ကြီးရတော့အဲသူတို့လည်းကြားတီးပြီးဖြစ်ပါတယ်ဖြစ်မှာပါပဲအဲ့တော့ကျွန်တော်ကတော့ဟိုအမနာအားတက်မိပါတယ်အဲ့ဒါကိုကျွန်တော်ကတော့ Facebook မှာတော့ရေးလိုက်ပြပါသေးတယ်အေးဗျာလက်တွေလှုပ်ပြပါလက်တွေလှုပ်ပြမယ်အချိန်ရောက်ပြီအဲပြည်သူတွေကလည်းလက်တွေလှုပ်ပြထားအောင်ပဲညှောနေပါတယ်လို့ကျွန်တော်အဲ့ဒါတော့မှတ်ချက်ပေးလိုက်သေးတယ်အဲ့အဲ့လိုကျွန်တော်အဲကျွန်တော်သဘောထားပြပါတယ်ဗျာ ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျမတို့ဒီနေ့ဆွေးနွေးကြတာကတော့ဒါလက်တလော့စက်ကောင်စီကဥပဒေတွေထုတ်ပြန်နေတဲ့ကိစ္စတွေနဲ့နောက်ပြီးတော့နိုင်ငံရေးစည်းရေးဖြစ်လာနိုင်တဲ့အခင်းကျင်းတွေကိုဆရာကြီးဦးချင်းမြင့်နဲ့တွေ့ဆုံမေးမြန်းကြတာဖြစ်ပါတယ်ဆွေးနွေးပေးတဲ့ဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်ရှင်